ဲ့တော့ကျွန်တော်ဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေအတွက်လမ်းညွှန်ဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့16ရက်မတ်လ2025တနင်္ဂနွေနေ့ကနေ22ရက်မတ်လ2025စနေနေ့အထိတပတ်တာကာလအတွင်းအင်္ဂါသားသမီးမိတ်ဆွေများရဲ့ကံကြမ္မာကိုကျွန်တော်နဲ့အတူကျွန်တော်ကြည့်လိုက်ကြရအောင် အဲ့တော့အင်္ဂါသားသမီးမိတ်ဆွေများအနေနဲ့ဒီတစ်ခါမှာအကြက်တဲအခက်ခဲပေါ်တတ်တဲ့တပတ်တာဖြစ်ပါတယ်။အဲ့တော့ပုံမှန်လက်ပတ်နေတဲ့အလောက်ကန်ငွေကြီးကိစ္စတွေကပင်ဒီတစ်ခါမှာကြက်တဲလာနိုင်တယ်ဟလာအပိတ်စုအဟန္တာအချုံအောင်ဆိုတာမျိုးတွေကြုံရတတ်တယ်ဟလာမကောင်းသောခီးတွေကြုံရတတ်တယ်ပေါ့။အဲ့တော့အရေးကြီးတဲ့ခီးစဉ်ကိစ္စအပါဝင်ခီးမသွားတာပူပြီးတော့ကောင်းတယ်ဟလာရုတ်တရက်ဆိုသလိုအတိုက်အခိုက်အန္တရာယ်ကြုံရတတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်။အလားတူပဲဒီတစ်ခါမှာဆိုလို့ရှိရင်တော့ဟလာအဲကျွန်တော်တို့ ဟာလာပိတ်ဆို့ဟန်တာတာတားမြစ်တာချုပ်ချယ်တာကိုယ့်ရဲ့အကြံစီရည်ရချက်တွေပြက်ရင်းတာအဲကိုမလောက်ကျင်တဲ့အရာတွေကိုတီးခတ်မျိုးတိတ်ပြီးတော့လောက်ရတာမျိုးတွေကြုံတွေ့နိုင်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အဲ့တော့ဒီတပတ်မှာဆိုရင်တော့ခေါင်းကိုက်တာခေါင်းမူတာသွားတပုံစတဲ့တို့ယောဂမျိုးတွေလည်းပြက်တတ်တယ်ငွေချင်းနဲ့ပတ်သက်ရင်လည်းအကြက်တဲကြုံဝတတ်တယ်အဲ့တော့အရေးကြီးတဲ့လုပ်ငန်းအပါအဝင်ဟာလာအရေးကြီးတဲ့ခီးစဉ်အပါအဝင် အရေးကြီးတဲ့ကိစ္စရဲ့မှန်သမျှမလောက်တာပို့ပြီးကောင်းပါတယ်အဲ့တော့ဒီတပတ်မှာဆိုလို့ရှိရင်တော့ဟာလာ အဟန္တာမှုတွေပိတ်ဆို့မှုတွေချုပ်ချယ်မှုတွေတားမြစ်မှုတွေကြုံနိုင်တဲ့တပတ်တာကာလမျိုးဖြစ်ပါတယ်အနေငယ်ကံကြမ်းတာကြောင့်ရေရရလုပ်ဖို့လိုပါတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ရေရရအနေနဲ့မဖြစ်မနေလောက်ရမယ့်ကာလဖြစ်တာကြောင့်ဒီဘက်မှာကျွန်တော်တို့အင်္ဂါတောက်မှာစပယ်ရှစ်ကုန်းအမွေးတိုင်းရှစ်တိုင်းပြောင်းတိုင်းရှစ်တိုင်းတောက်တော်ကြီးရှစ်ခွက်လှပါပြီးတော့နောက်တနေ့မှာပေါ့အင်္ဂါတောက်အင်္ဂါနေ့မှာလောက်တာပူကောင်းပါတယ်အဲ့တော့နောက်တနေ့မှာတော့စပယ်ရှစ်ကုန်းနဲ့ မွေးနှံသာရေးတွေထည့်ပြီးတော့ခေါင်းကျော်ရေချိုးပါဒီရေတရလေးကိုလုပ်ဖို့လိုပါတယ်ဒီတစ်ပတ်အတွက်ကံကောင်းလက်ရွင်ကဏ္ဍအနေနဲ့ခုနှစ်ကဏ္ဍလေးကဏ္ဍမှာအကျိုးပေးတဲ့အကြောင်းခရမ်းရောင်ဖြစ်ပါတယ်အနေငယ်ကံညနာကြောင့်ရေတရကိုတိကျကြီးဆိုင်လုပ်ပါလို့ဆန္ဒပြုရင်းအင်္ဂါသားသမီးတွေအတွက်လမ်းညွှန်ဟောကြားပေးခဲ့ပါတယ်